နေပြီးတော့မှဘလီစဖို့အစိုးရနဲ့နေရာချဖိတာလဲဆိုပြီးတော့ဗောနော်ဘလီရဲ့ရှီယပ်ဘလီရဲ့ဆူနီဘလီတို့မှလည်းဘလီနှစ်ခုစောက်မယ်ဗျာနော်ခမရဒီမှာတစ်ချက်ကြည့်မိုသလီချင်းချင်းကိုရှီယပ်ဆူနီဆိုပြီးတော့ဘလီနှစ်ခုဗောနော်အာဒီနေရာမှာဘလီစောက်လိုက်ရင်ဘာတွေဖြစ်လာမှာလဲပြဿနာကျောင်းညီကိုရမြိုက်တိတ်ကျင်ကြတယ်ဗောနော်တကယ်ဒီပုံထဲမှာမြင်နေတဲ့အတိုင်းဗောနော်ဒီလူပိရှီယမ်ဒီပိုရင်ကသွားပြီးတော့ဒီ ဘွားအိုင်မဗျူပြီးထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီအဲ့ပလီနဲ့ဘာထစ်မှလဲနော်စိုးကြိုးပါရောက်မယ်လဲတကယ်တော့ဒီပလီကပြောတော့ဒီအခြားဘာသာဝင်နဲ့ဝေးတယ်ဆိုလို့ပြောကြတယ်တကယ်တော့တည်ရင်မင်းနဲ့အပိုင်းပဲကိုယ့်ဘက်မှာဂျွာတည်ရပြရပေါ့နော်ပြီးဒီအရဲ့အဲ့လမ်းမဲသွားမယ်လို့ဂျွာရဲ့လမ်းမင်းလားလက်ထစ်တယ်မိဘုရားဘာသာလူကြီးညားတဲ့နေရာလက်ထစ်တယ်ကဲ okay. ဒီနေရာမှာဗလီဆောက်လိုက်လာမဲ့နောင်နာတဲ့တွေပါခင်မာလဲလက်ရှိလေးပါခင်မာလဲပါเนาะဒီဗလီဆောက်ပေးလိုက်လို့ဆွေးရပဲပါပြဒါလော်ဒဆယ်လူကြီးကိုင်းပွက်တယ်ဒီလုံမအောင်လဲစမ်းနိုင်ဖို့လဲဒီပါเนาะရက်ဆိုင်ဖို့လဲတောင်းဆိုရတယ်ရှိเนาะတန်ဃာတော်လည်းတော်တော်ဒီသက်ဆိုင်ရာပို့ဖို့မလဲလာပြီးတော့အင်တာဗျူးပေးထားတယ်ရှိဒါ ဒီနေပြည်တော်မှာဒီဗုဒ္ဓဘာသာတွေတဲ့နေရာလဲတည်နေရအများကြီးဖြစ်တယ်ပြီးပလိဆောက်လာရင်လဲနောက်ပြည်နာပါလဲသူတို့ရဲ့ဒီ loss speaker တက်တော့ noise speaker ဆိုရင်အဲ့အတာနဲ့ဒီဗုဒ္ဓဘာသာတွေအနောက်ရှိဖြစ်တယ်ပထမပလိနှစ်ခုဆိုတော့တည်ရနားကြိတ်တယ်ဆိုရင်ဒီဂျွာတွေလေအနောက်ချက်အများကြီးဖြစ်နေမှာเนาะပြည်သူတွေဒုက္ခဖြစ်နေမယ်เนาะဒုက္ခတည် လာမဲ့နောင်နာနောင်တရတဲ့ဒီပြိပက္ခမှာဖြစ်နိုင်ဘူးဆိုရင်လေပြောမရတော့ပြီလာနဲ့မှဖြစ်တဲ့အတွက်ကြောင့်ပြိပက္ခဖြစ်ဒေါ့ချောက်ပြန်တက်နေမှာကျွန်တော်မြေနဲ့တုံးတက်ရရင်နော်ဒီဟိုဘက်ကြွာနဲ့ဒီဘက်ကြွာအသွားလန်နဲ့တော့နောက်ဆုံးဒေါ့ချောက်ပြန်တက်မဲ့လိုင်းဖြစ်နေတယ်ဒါတော့မြင်မှာနောက်ခါဘာတွေဖြစ်နိုင်လဲဆိုတော့ဒီအခုထုတ်ပေးတဲ့ဒီနေရာတွေအစိုးရပုဂ္ဂိုလ်နဲ့ဒီနိုင်ငံရေးပုဂ္ဂိုလ်များမှာနော် ဒါမိတ်ဆွေများမှာဆဲပြစ်နေပါလေနော်ဒီဟာကိုသူကနဲ့တစင်သားကိုတီရှာပြန်လေးသုံးသက်ပြီးတော့ဒါကိုမလုတ်တင်မလုတ်တင်ကြောင်းနော်ဒါကိုအစိုးရနဲ့ဒါနိုင်ငံရေးပုဂ္ဂိုလ်နဲ့ပြန်ပြီးတော့ဒီမာမူလမ်ဒီဒီကလာရီဗလီမာအော်ဒါဒီကောင်းမြပါသူမွတ်စလင်ကောင်းဆောင်နေပေါ့ပြောရမယ်ဆိုရင်အဲမွတ်စနေဒီဗလီကလာရီယာမိုင်းနဲ့အော်ဒါဗလီကလာရီမွတ်စင်ကိုထားပြီးတော့ ဘယ်လိုခေါ်ရမှာမသိဘူးကောနော်သူတို့မွတ်စလင်ကလတ်ဆရာတွေကပြောဆိုရင်ဒီဘလီကလတ်ဆရာသူတို့ကိုလည်းခေါ်ပြီးတော့မင်းမင်းအတင်နေကောနော်ဒီဘလီကလတ်ဆရာတွေပေါ့နော်ဒီကောင်းနေလားဟိုကျွန်တော်တို့တိုင်မာတော်လိုမျိုးပုံစံနေကောသူတို့မှာတရားဟောတဲ့ကလတ်တွေပြောတာကောနော်အဲ့တောင်နေနဲ့လာပြီးတော့ဒါကိုမလို့ဒါကိုပေါ့နော်နှိနိုင်ပြီးတော့ပြည်သူတွေမလို့ရရင်သူတို့စားတဲ့ရကျွန်တော်တို့ဒီမှာဘလီဆောက်ပြီးတော့ကျွန်တော်တို့လည်း ဒီပြည်သူနဲ့အထိုက်ခံဖြစ်ရင်မလုံခြုံမှုပါ냐နော်ဒါဟုတ်မဆောက်တင်ကြောင်းလဲသူတို့လည်းပြန်ပြီးတော့ဆိုးရအောင်ဘိုးတင်ဖြစ်မှာတောက်ဆိုရေးတောက်ဆိုရမှာနော်ဒါပြည်သူတွေမညင်ညွတ်ပဲနဲ့ဒါဘောနော်ဘာသာရေးဘာသာရေးနိုင်ငံကြီးတွေပတ်မှန်မညင်ညွတ်ဘူးကြောက်ပြောပါမဟုတ်ဘယ်လိုဖြစ်လဲဆိုမတူကျွန်တော်ပြောနေတာမတူမတူဆိုဒီအခုရတော့ဗုဒ္ဓဘာသာနည်းစာနာပြတင်နေပြီဘောနော်ဒါနဲ့ပတ်သက်ပြီးရော အနီအစိမ့်နဲ့မခွဲပဲနဲ့ဘာသာရေးနဲ့ပတ်သက်လိုက်ခင်ဗျားတို့ကညှိညွတ်ပါပြောချင်တာဒီကနော်ဗုဒ္ဓဘာသာလူအဲ့ရအနီအစိမ့်မပါတော့ဘူးကျွန်တော်တို့အနီအစိမ့်ဆိုတော့ဘယ်အခြေခွဲရမှလဲယူကပ်ပွဲယူကပ်ပွဲနေခင်ဗျားလူရင်နဲ့ကောင်းဆောင်ကိုခွဲပါအဲ့ဒီမှာခင်ဗျားတိုက်တဲ့ပုတ်ပုတ်ပုံရွေးပါလိုက်ပါဒါခင်ဗျားမှတာဝန်ရှိတယ်ဒါပဲနိုင်ငံတွင်းမှာဘာသာရေးနဲ့ပတ်သက်လိုက်ခင်ဗျားဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားဗုဒ္ဓဘာသာပဲ သူအဲ့ရအနည်းအစိမ့်မရှိဘူးဆိုခမရခေါင်းထဲမှာရိုက်ပြွတ်ထားဖို့လိုအပ်ပိုင်းခမရနဲ့ဆိုင်လာရည်ဒါဗုဒ္ဓဘာသာနဲ့ဆိုင်လာရည်နော်နိုင်ငံကြီးနဲ့ဘာသာကြီးဆိုအဲ့ဒါတွေနည်းနည်းတော့တိခါဖို့တော့ကျွန်တော်တို့ငယ်မှပြီးပြီးပြီးသားတွေကနိုင်ငံကြီးနဲ့ဘာသာကြီးကိုအခုထိမသိသေးလို့ကအများကြီးရှိကြောင်းပဲကျွန်တော်အတိအပြည့်ပြောကြလို့ပဲဒါလေးလာပါလို့လည်းပြောချင်ဒါအပြင်အခုချိန်မှာတော့မြန်မာဗုဒ္ဓဘာသာလူချစ်တဲ့ဒီပလီယုံမလုလိုက်နိုင်ငံမှာဒါ ရာမောမှာနေရလို့ဘလီနားမှာနေရလို့ရှိတယ်သိတယ်သူ့ကို loss ဖြစ်ရကြောင်ဘလောက်တိခံမီနေရတယ်ဆာနာထုတ်ပြောဖို့ရာမောမှာလည်းဆာနာပြတ်နော်ဒီဘလီတောက်ဘီမြန်မာဒွာနီနာမှာမလူအလူမရှိကြောင်ဆာနာထုတ်ပြောဖို့မယ်မန္လီမှာရှိရဲ့လူတွေလေဒီတိုင်းဆာနာထွက်ပြီးတော့ဆာနာပြတ်တင်ပါတယ်နော်ဒီဘလီအလူမရှိကြောင်ဒီနိုင်ငံတည်းရောက်နေတဲ့ကလာရီယာကဘာမှပြောလဲဆိုတော့ဒီမြန်မာပြည်ကဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဘူးတဲ့နော် ကလာတယ်အများကြီးပြောနေတဲ့အချိန်ဖြစ်တယ်အခုကနော်အဲ့အချိန်မှာခင်ဗျားတို့ဗုဒ္ဓဘာသာရယ်လူနဲနေလို့သားဒီကောင်းနေနော်ဒီကောင်းနေလူနဲနေလို့သားဗုဒ္ဓဘာသာနိုင်ငံဟို तू ကဒီမြန်မာနိုင်ငံရတဲ့ကလာနိုင်ငံဖြစ်တယ်တဲ့နော် तू ကဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဘူးလို့ပြောနေတာပေါ့ဒီအဲ့လိုမျိုးဒါဆိုခင်ဗျားတို့ကလုံးဝသတိထားမယ်ပေါ့နော် तू ကလူနဲစုဖြစ်လို့လို့ပြောတာ तू တို့လူမရရင်ခင်ဗျားတို့ကနေလို့ရမှာမဟုတ်ဘူးနော်နော် ဒီကဘာနဲ့ပတ်သက်ပြီးကဘာတည်းနားလဲတဲ့လူတွေကသိနေပြီအစ္စလာမ်ကသူကလူများသွားရင်နိုင်ငံကိုသိမ့်ပိုင်ရှင်တယ်ဒီတရားတော့ဆက်မဆက်မပြောကြဘူးနောက်ပြည်ပြည်မှာပြောထားလေစီပြောပြီးမှာပါနော်အခုကပြောနေတာဒီနေပြည်တော်ရဲ့ပလိအိစာပဲပြောမှာနော်ဒီကျွန်တော်တို့ရှိရဲ့မြန်မာပြည်သူပြည်သားများမှာဘာလို့တဲ့လဲဆိုအခုချိန်မှာ ခမရတို့ဒီဗုဒ္ဓဘာသာ ကျွန်တော်တို့ဒီဗုဒ္ဓဘာသာလူတွေကိုရှိတဲ့အဓိကပြောချင်တာအဲဒီဂျွာနာ ဒီဘလီစောင့်နေတဲ့နေပြည်တော်ရဲ့ဘေးအဲဒီဘလီရဲ့နာမပေါ့နော်ဥပမာကြွားကြီးတွေ့ရတယ်အဲဒီလူရခမရတို့ဒီလောကထွက်ပါနော်ခမရတို့မှာဆေးရောက်လို့စားနာပြပြီးတော့ကိုမိုင်းရနေကြဆေးရနှုတ်ပါနော်ခမရတို့တောင်းဆိုပါနော်ဒီဘလီမဆောက်ဖို့အတွက်ကျွန်တော်မြန်မာပြည်သူတွေဗုဒ္ဓဘာသာသူတွေကျွန်တော်တို့အတွက်ထွက်ပြီးစားနာပြပြီးပါပူဇော်ပြုပြီးပါဆိုရင်မြို့တိုင်းနေရာတိုင်းမှာစားနာပြဖို့ဗုဒ္ဓဘာသာသူတွေစင်တဲ့မှာနော်ခမရတို့ကစပြီးလှုပ်ဖို့လိုတယ် ဒါခမရတို့ကူညီပေးဖို့လူတွေကနောက်မှာစင်သစ်ရှိတယ်လို့ကျွန်တော်ကဒီကနေပြောပြောတတ်လို့ပါတယ်ဘာလို့ဆိုတော့ဒီပလီဆောက်ပြတဲ့နေရာမှာအဲ့အကေကြွားပေးရလူရအဲ့ရထွက်ပြီးတော့တကူကစိုက်ပုံနဲ့ပေါ့နော်ကိုစိုက်ပုံနဲ့ဒီလိုမျိုးကျွန်တော်တို့ကူညီပေးပါတယ်ဗဇာနဲ့ပြောပြီးတော့ TikTok ဖြစ်ဖြစ်ပဲ Facebook ဖြစ်ဖြစ်လွန်ပေးဖို့လဲကျွန်တော်တောင်းဆိုခြင်းတယ်အဲ့ပြည်သူတွေမှာဒါ စာနာပြပြီးတော့ဒီမြတ်မပြီးမှရှိတဲ့တမန်ကလုံးဗုဒ္ဓဘာသာဝင်လူတွေများ ကျမတို့ကျုပ်တို့အတွက်ဒီကိုဇတ်ပြုစာနာပြပေးပါကျမတို့ကမလူတာမီဒီယာခေါ်ပြီးတော့ပြောသိမ်းပါဒါကြောင့်ဒီတောက်ဘာလို့ပြောသိမ်းပြောသိမ်းလဲဆိုတော့အမျာတို့ဒီအဲ့လိုပြောမှသာဒီမြန်မာနိုင်ငံလူအနေပြီးတော့ဒီတနိုင်ငံတို့ဗုဒ္ဓဘာသာဝင်များကျွန်တော်တို့ကပုံထွက်ပြီးတော့ဆိုင်းမုံနဲ့ဒီနေရာပလီအလိုမရှိကြစာနာကိုဇတ်ပြုပြပေးမှပဲဖြစ်ပါနော် ဒါကြောင့်ဗုဒ္ဓဘာသာလူရင်းဗုဒ္ဓဘာသာလူတိုင်းမှာတာဝန်ရှိကြောင်းနဲ့ကျွန်တော်အတိအပြည့်ပြောကြလိုပါတယ်ဒီလိုမျိုးဖြစ်လာရင်ခင်ဗျာကျွန်တော်တို့မအားနေတာမီဒီယာပိုင်းအားနေရင်ပုပ္ပုအချိန်မှာပေါ့နော်ဒီအဖို့ဒီဦးစီယံကတရားထားတဲ့နေရာအမှန်ကိုပြီးအဲ့မှာရှိတဲ့အိုက်ပဝင်းကြီးဗုဒ္ဓဘာသာလူတွေဝင်များမှာတာဝန်ရှိကြောင်းသူတို့ကနေပြီးတော့တစ်စစ်စာနာထုတ်ပြောတာတို့ဂျွားနဲ့တမတို့လိုင်းအန်ဒီရှိကြောင်းပေါ့နော် နူနေစုညတကောင်ကျော်လာတာသွားတာကောင်းမလေးအဓိကကြောင်းတက်ပဲကြောင်းမှုကြောင်းမလေးနောက်ဝိကံပြဿနာမရှိဘူးဆိုရှိ့ကိုရှိရဲ့နော်ဒီအစ္စလာမစ်လူတွေများလာတဲ့နေရာတွေအခြားဘာသာဝင်တွေတောက်လျှောက်နော်အနောက်ရဖြစ်နေရတာကိုဒီမြန်မာပြည်မှာပြောနေဒီကျွန်တော်တို့ဗုဒ္ဓဘာသာမှာပဲနော်ဗုဒ္ဓဘာသာဒီဗုဒ္ဓဘာသာပြောနေဒီမြန်မာနိုင်ငံမှာပဲနော်ကျွန်တော်ပြောနေတာမြန်မာနိုင်ငံမှာပဲနော်အဲ့ရခိုင်ပြည်ဆိုပြီးတွားကြည့်ပါလားနော် ဒီဗုဒ္ဓဘာသာဝင် ကောင်မလေးပြပသွားလာ နေတဲ့အချိန်ပြပဆိုမလွယ်ကူနေတဲ့အချိန်ကြီးနော်လုံးဝအမရိတ်ကြခံရတာတို့အမျိုးမျိုးပေါင်းလုံးနဲ့တွေးကြုံနေရတယ်ဒါကြောင့်ဘို့နော်ကျွန်တော်တို့ဒီဒါကိုမလုံယုံမှုဗလိချင်းအန်တဲ့ရှိတယ်ပြီးအနောင်ရေဖြစ်တယ်သူကပြီးမိုင်ကြီးနဲ့ဟောမှာအဲ့ဒါကိုမလူလာကြဘို့နော်အလူမရှိကြအောင်လုံးဝ မိသူမှမလို့ရင်ဘသူမှမလုပ်ပေးကြအောင်လေအသိပညာအဓိကဖြစ်တဲ့အဲ့ဘလီရဲ့ဒီနာဂျွာတွေတွားတွားလာမယ်အဲ့လမ်းကိုတွားနေတဲ့လူမှန်သမျှပြောကျွန်တော်အဓိကပြောချင်တာသူတို့ဒီအဲ့နေရာကိုရောက်ပြီးတော့ဇမားတို့ဒီကျုပ်တို့ဒီဒီလမ်းနဲ့တွားလာဖြစ်တဲ့အတိုင်းဒီနမှာလူ၁၀ရဝယ်ဖြစ်ဖြစ်ဆန္ဒရဝယ်ဖြစ်ဖြစ်ကျွန်တော်တောင်းဆိုရင်အဲ့လောက်ဆိုရင်အစင်ပြေတယ်ဒီဘက်ကနေပြီးတော့ကိုသာပြုနော်ဗုဒ္ဓဘာသာဝင်မြတ်ကျွန်တော်တို့ဒီတာမုံမန္တလေးနော် ရံမူတိနော်အကုံအကုံဗုဒ္ဓဘာသာဝင်အကုံစာနာပြဖို့အစင်းသိပါလို့ကျွန်တော်ကလည်းဒီကနေပြောကြလို့ပါတယ်နော်ဒီခမရတို့သာကိုးစားပြုပြီးတော့ဇေတိကဖြစ်တဲ့မာမူဒီမာမူရုဒ္ဒဗလီမာမူခေါ်တာကျွန်တော်လည်းမသိဘူးဘာနော်ဗလီမာမူလားဒါကျွန်တော်တို့ပြစ်တဲ့ဘာသာဝင်နဲ့မွတ်စလင်ဘာသာဝင်ပေါင်းတော့ပြောနေတာဗျာမွတ်စလင်ဘာသာဝင်ပေါင်းတော့နဲ့ဒီ ဗုဒ္ဓဘာသာဝင်ကောင်းဆောင်တဲ့ဒီသက်ဆိုင်ရာ နိုင်ငံကြီးပို့ကူများနေနိယမတူဒါရီတိုင်မီပြီးတော့လှုပ်သေးမလှုပ်သေးပြည်သူရဲ့ဆန္ဒကိုသိပြီးတော့ဆုံးဖြတ်တာပါဘာလို့လဲဆိုတော့လာမယ့်နောင်နဲ့နောက်သားတွေဒါရီအာဒီကြီးပြုတ်သွားမှာပေါ့နော်ရေနီရတယ်ပေါ့နော်ဒါကိုမလှုပ်သေးကြောင်လဲကျွန်တော်တို့လည်းတောင်းဆိုကြည့်ပါလေဟုတ်ကဲ့ဗျာကျေးဇူးတင်ပါနော်